ကျွန်မတို့လူသားမျိုးနွယ်ရဲ့တမိုင်းတခြားမှာယုံကြည်တော်မှုတွေဟာကျွန်တော်ရဲ့ကွာကြီးကိုဘလို့ပုံဖော်ခဲ့လဲဆိုတော့လေးလေးနက်နက်စဉ်းစားမိဖို့ပါတလားကြောက်ခဲ့လူသားတွေရဲ့ရွာတလေးတရားနဲ့အင်ပါယာကြီးတွေကိုပုံဖော်ခဲ့တဲ့ဘာသာကြီးတွေအထိကျွန်တော်ရဲ့အတိတ်ပြည်စုံပံနဲ့အနာဂတ်ကိုတော့ဒီယုံကြည်မှုတွေကဘလို့မျိုးမယုံနိုင်တော့အောင်လွန်မိုးထားတဲ့ဆွာကိုနားလည်လိုက်တဲ့အခါတကယ့်အားတင်သွားရမှာပါရွှေရှင်တဲ့တဘာဝကိုကိုကွယ်မှုတွေရနေချုပ်ထွေရတနိကဗေဒရေးစီဘလို့စင်ကဲပြောင်းလဲလာခဲ့တဲ့လေဘာသာတရားတွေဟာလူ့ဖွဲ့စီရင်ကျင်းမှုတွေ နိုင်ငံရေးတွေအပေါ်ဘလို့အရှိန်အဝါတက်ရောက်ခဲ့တဲ့လဲဆိုရီကိုကျွန်တော်ဒီဗျူထဲမှာအသေးစိတ်ဖော်ထုတ်ပြသသွားမှာဖြစ်ပါတယ်။ဒီသမုန်း channel ကနေတင်ဆက်ပေးသားမဲ့ဒီစီစဉ်ကိုမကြည့်ရသေးခင်ပါပဲ။ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါရစေရှင်။ဒီဗျူဟာတင်ထင်တော့အတအများကြီးပိုပြီးစိတ်ဝင်စားစရာကောင်းနေမှာပါ။ဆိုတော့ဗျူလေးစလိုက်ရအောင်။ ရှေးကြဆောင်လူသားတွေဟာသူတို့ပတ်ဝန်းကျင်ကသဘာဝတရားကြီးရဲ့တောင်မက်ဖွေရာတွေကိုနားမလည်နိုင်ဖြစ်ခဲ့ကြပါတယ်။မိုးချင်းတန်ပျက်စီးလက်တာရည်ရည်ကြီးတာဇာတိဥတုပြောင်းလဲတာတွေကိုသူတို့ဟာသဘာဝလွန်ဆွမ်းအားတွေနဲ့လုံဆောင်ချက်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါ့အပြင်အစောပိုင်းယုံကြည်မှုပုံစံတွေဖြစ်တဲ့သဘောကိုကိုးကွယ်မှုနဲ့တဝင်ယုံကြည်မှုဖြစ်ပေါ်စေခဲ့ပါတယ်။သူတို့ပတ်ဝန်းကျင်ကအရာအလုံးမှာဝိညာဉ်တွေရှိရလို့ယုံကြည်ပြီးအဲဝိညာဉ်တွေကိုပူဇော်ခြင်းပတ်သက်ခြင်းတွေပြုလုပ်ခဲ့ကြပါတယ်။ဒီလိုယုံကြည်တဲ့ဝင်မှုတွေဟာအဲ့ခက်ကလူ့ဖွဲ့စည်းလေးတွေကိုစုစည်းစေပြီး ဘဝရဲ့မြေယာမှုတွေကိုရင်ဆိုင်နိုင်ဖို့စိတ်ပိုင်းဆိုင်ရာခွန်အားတွေပြည့်စုံခဲ့ပါတယ်။ဒါဟာလူသားတွေရဲ့ယုံကြည်မှုခရီးရဲ့အစဖြစ်ပြီးနောက်ပိုင်းဘာသာကြီးတွေရဲ့အခြေခံအုတ်မြစ်လည်းဖြစ်လာခဲ့ပါတယ်။ဒီအစောပိုင်းယုံကြည်မှုတွေဟာကျမတို့ဘိုးဘေးဘီဘီတွေရဲ့ကဘာကိုရှုမြင်ပုံကိုထင်အပ်ပြနေခဲ့ပါတယ်။မြို့ပြအခြေချနေထိုင်မှုတွေစတင်ပေါ်ပေါလာပြီးအစောပိုင်းယုံကြည်မှုကြီးထွန်းကလာတဲ့အခါယုံကြည်မှုပုံစံတွေဟာလည်းပိုပြီးစနစ်ကျလာခဲ့ပါတယ်။မဆိုပိုတေးမီယာအီဂျစ်လိုနေရာတွေမှာနတ်ဖျားအများပြောင်းကိုကိုယ်ွယ်တဲ့ဘာသာတရားတွေပေါ်ပေါလာပါတယ်။ဖျားကြောင်းကြီးရေဆောက်လုပ်ပြီးပရောဟိတ်တရား မဖျားရင်လည်းလူသားတွေကြားဂျားကန်ဆက်သွယ်ပေးသူဖြစ်ရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်လာပါတယ်ဒီဘာသာတရားတွေဟာအုတ်ချွေစနစ်တွေဥပဒေတွေနဲ့လူမှုဖွဲ့စည်းပုံတွေအပေါ်ကြီးမားတဲ့တရားမှုရှိခဲ့ပါတယ်ဒီအနေဟာသူတို့ရဲ့အုတ်ချွေမှုကိုမဖျားရည်အခွင့်အာဏာနဲ့တရားဝင်ဖြစ်အောင်လုပ်ခဲ့ကြပြီးဘာသာရေးဆိုင်ရာကျင့်သုံးတွေဟာနိုင်စင်ဘွားရဲ့အစိပ်ပိုင်းဖြစ်လာခဲ့ပါတယ်ဒါဟာဘာသာတရားနဲ့နိုင်ငံရေးအာဏာတို့ပေါင်းစပ်မှုရဲ့အစလို့ဆိုနိုင်ပါတယ်သမိုင်းပညာရှင်တွေက BC 800စုနဲ့300စုကြားကာလကို SAS လို့ခေါ်ဆိုကြပြီး ဒီကာလမှာလူသားတွေရဲ့အတွေ့အခေါ်တွေဟာကြီးမားစွာပြောင်းလဲခဲ့ပါတယ်။ဗုဒ္ဓဘာသာ Confucian ဘာသာ၊ဂျိန်းဘာသာ၊ရှေဂရီတသနိကဗေဒ၊ Zoroastrianism လို့ဘာသာတရားနဲ့အတွေ့အခေါ်စနစ်တွေပေါ်ပေါက်လာခဲ့ပါတယ်။ဒီဘာသာတွေဟာပြမနတ်ဘုရားရဲ့ထက်လူသားတိုးချင်းစီရဲ့စိတ်ပိုင်းဆိုင်ရာလူကြမှုကိုကျင့်တရားနဲ့စัจ java လာရဲ့အထိပယ်ကိုပုံမအောင်ဆိုင်လာကြပါတယ်။လူသားတွေဟာသူတို့ရဲ့ဘဝရဲ့ရွယ်ချက်ကိုပြန်လည်ဆန်းစစ်လာပြီးကောင်းမြတ်တဲ့ဘဝနေထိုင်မှုပုံစံကိုရှာဖွေလာခဲ့ကြပါတယ်။ဒီကာလဟာယုံကြည်မှုရဲ့နှဆိုင်မှုကို ပုံမတွုံးမြေပေးခဲ့ပါတယ်။ BC 2000စုနှစ်နောက်ပိုင်းမှာတော့တဆူရဲသောဘုရားသခင်ကိုကိုယ်ခွင့်ယုံကြည်ခြင်းဟာအင်အားကြီးလာခဲ့ပါတယ်။ဂျူးဘာသာ၊ခရစ်ယာန်ဘာသာ၊အစ္စလာမ်ဘာသာတို့အိဗရာဟမ်မစ်ဘာသာကြီးဟာပေါ်ထွန်းလာပြီးကမ္ဘာတမိုင်းကိုလုံးဝပြောင်းလဲစေခဲ့ပါတယ်။ဒီဘာသာတွေဟာဘုရားသခင်ရဲ့နှုတ်ကပတ်တော်မြင့်မြတ်သောစံစာများနဲ့ဘုရားသခင်ရဲ့ဥရေပေါ်ချေခံထားပါတယ်။သူရဲ့ယုံကြည်မှုစနစ်ဟာကြည်မာရဲ့အင်ပါယာတွေတိဆောက်ရာမှာအရေးပါတဲ့ခန်းကနာကနေပါဝင်ခဲ့ပြီးဥပဒေအရစနစ်တည်လူမှုရေးတံပိုးတွေနဲ့ ကမ္ဘာမြေကိုပုံဖော်ခဲ့ပါတယ်။ဖျားသခင်တဆူရဲကိုယုံကြည်ခြင်းဟာလူ့ဖွဲ့စည်းတွေကိုစုစည်းစေရဲ့အင်အားကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဘာသာတရားတွေဟာသူတို့မူလပေါ်ပေါက်ရာဒေသတွေကနေကမ္ဘာအရေးရက်ကိုပြည်မြန်စွာပြန့်နှံ့သွားခဲ့ပါတယ်။သာသနာပြုတွေ၊ပွန်သွေးလမ်းကြောင်းတွေဖြစ်တဲ့ပိုလမ်းမကြီးလိုလမ်းကြောင်းတွေစီးရဲကျူးကျော်မှုတွေနဲ့မြန်မာယာကြီးရဲ့ကျေပြန့်လာမှုတွေဟာဘာသာတရားတွေပြန့်နှံ့ရာမှာအထက်ကခံကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ရိုမန်အင်ပါယာတဲ့ခရစ်ယာန်ဘာသာပြန့်နှံ့ပုံအစ္စလာမ်အင်ပါယာတည်ထောင်မှုနဲ့အစ္စလာမ်ဘာသာပြန့်နှံ့ပုံ အရှတလောဗုဒ္ဓဘာသာပြန်နှံ့ပုံတွေဟာဒီချက်ကိုတည်တည်ပြနေပါတယ်ဒီလိုပြန်နှံ့မှုတွေကြောင့်မတူညီရဲ့ယဉ်ကျေးမှုတွေနဲ့ယုံကြည်မှုစနစ်တွေထိတွေ့ပေါင်းစပ်မိပြီးအပြန်အလှန်လွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်ဒါပေမဲ့ဒီလိုပြန်နှံ့မှုတွေဟာတခါတရံမှာဘာသာရေးဆိုင်ရာပဋိပက္ခတွေကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်တမိုင်းတစ်လျှောက်မှာဘာသာတရားဟာလူသားတွေကိုစုစည်းစေပြီးကောင်းတဲ့အရာတွေလှူဆောင်ဖို့လှုံ့ဆော်ပေးနိုင်ခဲ့သလိုပဲပြင်းထန်တဲ့ပဋိပက္ခတွေနဲ့စစ်ပွဲတွေအကြောင်းရင်းကလည်းဖြစ်ခဲ့ပါတယ်ခရုစိတ်စစ်ပွဲတွေဘာသာရေးစစ်ပွဲတွေဟာမတူညီရဲ့ယုံကြည်မှုတွေကြောင့် ပဋိပက္ခရဲ့ကြမ်းမတ်ဖွေရာတရကရဖြစ်ပါတယ်။ဒါပေမဲ့တချိန်တည်းမှာပဲဘာသာတရားဟာလူမှုအတိုင်းဝိုင်းတွေတိဆောက်ရာစည်ရွယ်နွယ်မတွေကိုကူညီထောက်ပံ့ရာပညာရေးနဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေပေးဆွမ်းရမှာလေရေးပါတဲ့ခန်းကဏ္ဍကလည်းပါဝင်ခဲ့ပါတယ်။မတူညီတဲ့ဘာသာဝင်တွေကြောင့်ငင်းကျန်းစွာအတွေ့အရှင်တွေနေထိုင်နိုင်ဖို့နဲ့နားလည်မှုရရှိနိုင်ဖို့အတွက်ဘာသာပေါင်းစုံတွဲဆောင်ဆွေးနွေးပွဲတွေလည်းပေါ်ပေါက်လာခဲ့ပါတယ်။ဒါဟာဘာသာတရားရဲ့ရှုပ်ထွေးပြီးဒီသဘောဆောင်တဲ့သဘောအကိုပြသနေပါတယ်။ဘာသာတရားတွေဟာလူရဲ့ခြေမှု နိမညာဖန်တီးမှုတွေပေါ်ကြီးမားရတမမှုရှိခဲ့ပါတယ်။ဖះเจ้าနေပလီတွေဖះစီတီပထိုးတွေလို့အမခံပြီးသူကလက်ရည်ဟာဘာသာရေးယုံကြည်မှုရဲ့ထင်အမှုတွေပဲဖြစ်ပါတယ်။ဘာသာရေးပကြီးကတွေရုပ်ထုတွေဟာလည်းခေတ်ဆက်စကလူ့ဖွဲ့စီရဲ့ယုံကြည်မှုနဲ့တမိုးတွေကိုဖော်ညွှန်းနေပါတယ်။ထို့အတူစာပေလောကမှာလည်းမော်ကွန်တဲ့ကပြားရှိကြီးတွေမြင့်မြတ်တဲ့ကျန်းခံတွေပြပြုဆူတောင်းစာတွေဟာဘာသာရေးရဲ့လွှမ်းမိုးမှုအောက်ကနေပေါ်ထွက်လာခဲ့ပါတယ်။ဂီတပိုင်းမှာဆိုရင်လည်းဘာသာရေးဆိုင်ရာတေဂီတာတွေဟာဒီနေ့အထိတော်ဝင်လှုပ်ရှားလျက်ရှိပါတယ်။ 18ရောင်စီရောက်လာတဲ့အခါအတိညာထွန်ကားရဲ့ခရဲ့လွန်မှုမှုနဲ့အတူလူသားတွေဟာကြိုးချောင်းစီကျင်းမှုနဲ့တိပက်ပညာကိုပုံမှုအလေးထားလာကြပါတယ်။ဒါရိုးရာဘာသာရေးအာဏာပိုင်နေနဲ့ယူဝါရဏတွေကိုစိန်ခေါ်မှုတွေချက်လာစေခဲ့ပါတယ်။တိပက်ပညာရဲ့ရှာဖွေတွေ့ရှိမှုတွေကတဘောင်းတော်ရှင်းပြချက်တွေပေါ်အခြေခံနဲ့ဘာသာရေးအယူဆတချို့ကိုနေကွန်ထုတ်လာစေခဲ့ပါတယ်။နိုင်ငံတော်နဲ့ဘာသာတရားကိုတရားစီခွဲခြားထားရှိဖို့လိုလားတဲ့ဝါဒဟာအင်အားကောင်းလာပြီးလူ့အဖွဲ့အစည်းမှာဘာသာတရားအခက်အခဲကနာကိုပြန်လည်သတ်မှတ်လာကြပါတယ်။ ဒါပေမဲ့ဒီလိုစိန်ခေါ်မှုတွေရှိနေပေမဲ့ဘာသာတရားဟာလူ့ဖွဲ့စည်းတော်တော်များများမှာအရေးပါတဲ့အင်အားစုဖြစ်ဆက်လက်တည်ရှိနေခဲ့ပါတယ်။တချို့ဘာသာရေးဖွဲ့စည်းတွေကတော့ခေတ်သစ်အတွေးခေါ်ရင်းနဲ့လက်ရောညှိထွေဖြစ်အောင်ပြည်ပြန်ပြောင်းလဲမှုတွေပြုလုပ်ခဲ့ကြပါတယ်။ခေတ်သစ်ကဘာမှာတော့ဘာသာတရားတွေဟာပုံမှုရှုပ်ထွေးပြီးစိန်ခေါ်မှုများတဲ့အခြေအနေတွေကိုရင်ဆိုင်နေရပါတယ်။ကဘာနဲ့ခြေဖြစ်စဉ်ကြောင့်မတူညီတဲ့ဘာသာဝင်တွေဟာပုံမှုထိတွေ့ဆက်ဆံလာကြပြီးဘာသာရေးဆိုင်ရာနားလည်မှုတွေတိုးတက်လာတဲ့တော့ဘာသာရေးအစိုးရဝါဒတွေလည်းပေါ်ပေါက်လာခဲ့ပါတယ်။ ီးပညာတိုးတက်လာမှုကဘာသာရေးသတင်းချက်လက်တွေဖြန့်ဝေရမှာလွယ်ကူစေခဲ့သလိုဘာသာရေးဆွေးနွေးညှိနှိုင်းမှုတွေအတွက်ပလက်ဖောင်းတွေလည်းဖန်တီးပေးခဲ့ပါတယ်။လူငယ်အကြားမှာဘာသာရေးကန့်ရှန့်မှုညှော်နှဲလာခြင်းနဲ့ဝိညာဉ်ရေးရာရှာဖွေမှုပုံစံအသစ်တွေပေါ်ပေါက်လာခြင်းဟာလည်းခေတ်သစ်ဘာသာရေးခြေနေရဲ့ထူးခြားချက်တွေပဲဖြစ်ပါတယ်။ဘာသာရေးဟာကိုယ့်ရဲ့ကိုယ်တိုင်ကိစ္စတသက်ဖြစ်လာနိုင်သလိုလူမှုရေးနဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်းဆက်လက်ပါဝင်နေပါတယ်။ဒီလိုပြောင်းလဲလာမှုတွေကြားကနေဘာသာတရားဟာလူသမိုင်းမှာအထက်အခန်းကဏ္ဍကနေဆက်လက်ပါဝင်နေစေဖြစ်ပါတယ်။ ယုံကြည်သက်ဝင်မှုဟာလူသားတွေရဲ့ဘဝကိုအဓိပ္ပာယ်ပေးခြင်းကိုကျင့်တရားဆိုင်ရာလမ်းညွှန်မှုပေးခြင်းနဲ့ခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်နိုင်ဖို့ခွန်အားပေးခြင်းအပြင်တူချင်းစီအပေါ်ကြီးမားစွာတရားမှုရှိနေပါတယ်။လူ့ဖွဲ့စည်းအစင်မှာတော့ဘာသာတရားဟာလူမှုစည်းလုံးညီညွတ်မှုလူမှုရေးဆိုင်ရာစံနှုန်းတွေနဲ့တံပိုးတွေကိုပုံဖော်နေစေဖြစ်ပါတယ်။ကမ္ဘာနိုင်ငံရေးပြေပုံမှာလည်းဘာသာရေးဆိုင်ရာတည်မှမှုတွေနဲ့ကိုပေါင်းဆောင်ရွက်မှုတွေဟာအရေးပါတဲ့အကြောင်းအရာတွေဖြစ်ဆက်လက်တည်ရှိနေပါတယ်။ဘာသာတရားရဲ့အနာဂတ်ဟာမသေချာပြိမ့်မဲ့လူသားတွေရဲ့ယုံကြည်လိုစိတ်နဲ့ဝိညာဉ်ရာရှာဖွေလိုစိတ်ဟာ မြန်မာရှိနေအောင်မှာပဲဖြစ်ပါတယ်ဒီလိုမျိုးရှုပ်ထွေးနေနေပြီးစိတ်ဝင်စားစရာကောင်းတဲ့ယုံကြည်မှုနဲ့လူသမားရဲ့ဆက်နွယ်ပုံခေးစဉ်ကြီးကိုကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ယုံကြည်မှုတွေဟာကျွန်တော်ကဘာကြီးကိုအမကန်းပွဲပုံဖော်ခဲ့သလိုရှင်းဆက်ပြီးလဲပုံဖော်နေအောင်မှာပဲဖြစ်ပါတယ်ဒီလိုမျိုးကိုတရားရစီမဲ့အကြောင်းအရာကောင်းတွေကိုနောက်ထပ်လဲတင်ဆက်ပေးသားမှာဖြစ်လို့ကျွန်တော်ရဲ့ Demon Channel ရဲ့ဗီဒီယိုတွေကိုသဘောကျရင်ဆိုရင် like လုပ်ပေးဖို့တခြားသူတွေလည်းဗိုလ်တရားရအောင် share လုပ်ပေးဖို့နဲ့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ ဗီဒီယိုအစ်စ်တွေတက်လာတိုင်းသိရှိရဖို့အတွက် channel ကို subscribe လုပ်ပြီးဘေးနောက်ခေါင်းဆောင်လေးကိုပါနှိပ်ပေးဖို့မြတ်တာရက်ခံပါရရှင်နောက်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြပါဦး